ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကိုကျိုးစီးပွားအပ်တာအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပို့ပြီးတော့များပါတယ်အဲ့ဒီအချိန်မှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ဒီနေ့ပထမဆုံးပြောကရမယ်အကြောင်းအရာကခင်ဗျားတို့အားလုံးဟိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအလေးရတော့ခင်ဗျားတို့သိတဲ့မြင်သမီးဆိုးကတော့ဒါဒီနေ့ပေါ်လွှဲနေတဲ့လူတွေကြားမှာ hot ဖြစ်ဆုံးအကြောင်းမဟုတ်လို့သမီးဆိုးအကြောင်းတော့ပြောရလိမ့်မယ်ဒါပေမဲ့သမီးဆိုးအကြောင်းပြောခင်ကျွန်တော်တိုင်းသားလက်နက်ကန်အဖွဲ့နှစ်ဖွဲ့ရဲ့ကိစ္စလေးကျွန်တော်ပြောပါမယ် TNL နဲ့ AA ကိစ္စလို့တို့ချင်းပြောပါမယ်။ AA ကတော့မနေ့ကညလောက်မှာကျွန်တော်တို့မြန်မာစံတော်ချင်းဆိုညတကောင်နီးပါးလောက်ပေါ့။7တနာရီပတ်ချော်လေးလောက်မှာ7တနာရီကို7တနာရီလောက်မှာစာထုတ်တယ်။စာထုတ်တယ်။ဒါလည်းဆိုတော့သူဒီဘင်္ဂလားဒေ့ရှ်အရခနေဇက်တျှောက်မှာတဲ့ RS ARS A R စာနဲ့ RS ကိုဖွဲ့တယ်ရဲ့နေဇက်ဖြတ်ကျော်လှူရှာမှုအချက်ဖြတ်လှူရှာမှုနဲ့ပတ်သက်ထုတ်ပြန်ချက်ဆိုပြီးတော့ဒါ AA ရထုတ်ပြန်တာတွေ့ရတယ်။ဆိုတော့ AA အဲ့ရထုတ်ပြန်တာတော့ရှင်းပါတယ်။သူထုတ်ပြန်ချက်ကတော့အဲသူတို့ဒီအော်တိုဘာ17ရက်နေ့နဲ့3နိုင်လောက်ချိန်မှာတဲ့ဒီဆက်ဆုံးပေါ့လေ။ချိန်မှာတဲ့မောင်းတော့မြောက်ပိုင်း late ရခွတ်လက်ရခွတ်ဆုံးမှာရှိတဲ့တောင်ဘက်မီတာနဲ့အကွာရှိတဲ့အစ္စလာမ်အစွန်းရောက်စတူးကြချမ်းပဲ၁၀ဦးပါတဲ့နော်အကွာအဲ့အကွာကြီးမှာပေါ့နော်ချမ်းပဲအစ္စလာမ်အကျွန်းအစွန်းရောက်ချမ်းပဲဖွဲ့စည်း၁၀ဦးပါတဲ့ဒေသခံဆိုင်ကယ်ကလေးမောင်းသား၃ဦးချုံကိုတိုက်ခတ်ခဲ့တဲ့အတွက်၄ဦးတည်းကတအုပ်ဖြစ်သူကိုငင်းချမ်းစုသူတေဆုံးတယ်ပေါ့ဗျာဒိုင်ယာရီနဲ့တည်တယ်ပေါ့ကျန်းလူတွေတိကျတယ်ရှိပေါ့ဆိုင်ကယ်၃ဦးကဆိုင်ကယ်သမား၃ဦးကတော့အဲတနင်္ဂနွေဝမ်းသာရှာပွေပြီးလွတ်လွတ်လွတ်သွားတယ်ပေါ့စသဖြင့်ပေါ့သူကပြောရရင်တော့အဲ့ဒီရခိုင်ပြည်နယ်ထဲမှာ မောင်တော်ဒေသထဲမှာပုသရမောင်တော်မောင်တော်ဒေသပေါ့နော်မောင်တော်တို့ပဲကျွန်တော်တို့သုံးပြရစီမောင်တော်မြောက်ပိုင်းလက်ရခွားလက်ရခွားဆိုတော့အဲ့ဘက်ချင်ပေါ့နော်အဲ့ဘက်ချမ်းနေနဲ့ဒီနေသားတလျှောက်မှာနေသားတလျှောက်မှာတဲ့အာစာနဲ့အရဆူဖွဲ့တွေကစေးရလှောက်မှုကြီးလုပ်တယ်ပြီးရင်ဒေသခံရခိုင်တိုင်းသားတွေကိုတိုက်ခိုက်တိုက်ခိုက်တာတပ်ဖြတ်တာဟိုချင်းကြောက်တာလုပ်တယ်ပေါ့ဗျာအဲ့လုပ်တယ်ဆိုတော့သူကထုတ်ပြန်တယ် ်ထုတ်ပြန်ပြီးတော့ဒီဆေးလှုပ်ရှားမှုနဲ့ပတ်သက်လို့ရှိရင်ဘင်္ဂလားဒေ့ရှ်နေသားဆောင်တက်ကပါတယ်ပေါ့ဗျာသူပြောကြကြတယ်မြန်မာနေသားဆောင်တက်ပါတယ်အဲ့တော့ဘင်္ဂလားဒေ့နေသားနေသားဆောင်တက်ထဲမှာရှိတဲ့အချင်းပြက်အရာရှိချို့ဟာတဲ့အမဲသူကစစ်သွေးကြတွေကိုအားပေးအမြောက်ပြုပြီးတော့အေအေနဲ့တိုက်ပွဲဖြစ်ဖို့စသဖြင့်ဒါတွေလုပ်ပါတယ်ပေါ့ဒါကြောင့်မလို့ဒါကိုဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ထိန်းချောင်းဖို့ဆိုပြီးပြောတယ်တဘောကတော့အေအေကဘင်္ဂလားဒေ့ရှ်အစိုးရကိုလှမ်းပြီးတော့ဖိအားလှမ်းပြီးတော့ဆက်ဆွဲတာပေါ့မင်းတို့ BGB နေသားဆောင်တက်ကအာဆာနဲ့ RSU ရဲ့နောက်မှာရှိနေတယ်ဒါကြောင့်မလို့မင်းတို့အနေနဲ့မင်းတို့အနေနဲ့ဒါကို ထိန်းချောင်းပေးဖို့စသဖြင့်ဒါမျိုးတွေပြောတာပေါ့တဘောတော့တို့ကလည်းကြည့်ရတာအေးအားနောက်ကျောဓာတ်နဲ့ထိုးခမ်းရတယ်လို့လားသို့မဟုတ်ကျွန်တော်တို့ဒီဘက်ကပြီမပြီမနဲ့စစ်ဖြစ်ဖို့တည်နေတဲ့အချိန်မှာနောက်ကမောင်းတော့ဘက်ကလည်းအာစာအာရဆိုတာလည်းနေမြေလူလာအဲ့နှစ်ခုကြားမှာအေးအားညက်တော့မဲ့တဘောကိုတို့ကိုတို့သိလာဖို့ရတယ်အဲ့တော့သူကလည်းထပ်ပြီးတော့ထုတ်ပြန်ကြေညာပြီးတော့ကိုသူကဒီဘင်္ဂလားဒေ့ရှ်ကိုအတိပေးတာလုပ်တယ်ဘင်္ဂလားဒေ့ရှ်ကလည်းနောက်ပိုင်းမှာဒီတရားဝင်အစိုးရမဟုတ်တော့လက်နက်ကင်အဖွဲ့အစည်းနဲ့သူတို့စကားပြောဖို့ဘင်္ဂလားဒေ့ရှ်ကတဖြည်းဖြည်းနဲ့စဉ်းစားလာတယ်ပေါ့ပါတယ်ဘာကြောင့်လဲဆိုတော့ တရားဝင်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းနဲ့သွားပြောရင်တို့ကအကြမ်းဖက်အားပေးဖြစ်မယ်ဆိုတာတို့သိတယ်အကြမ်းဖက်အားပေးဖြစ်သွားရင်ဘာဖြစ်မလဲမင်းနောင်လာလက်ထံတော့နှစ်နိုင်ငံတပ်တမဆက်ဆံရေးဒီမှာထိခိုက်နိုင်တယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်ဘက်ကလည်းစဉ်းစားနေပုံတော့ရတယ်သို့တော်လည်းဒါတွေကတော့နှစ်ဖက်ကတော့ဒီဘင်္ဂလားဒေ့ရှ်အစိုးရကလည်းဒီမြန်မာအစိုးရနဲ့စကားပြောဖို့တော့ကိုအေအေနဲ့ကစားရင်လည်းကစားမယ်ဒါကတော့အချိန်တိုင်းကစားမယ်သို့တော့တကယ်တမ်းဖြစ်လာတဲ့အခါမှာဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့စဉ်းစားမှာကဘင်္ဂလီနေရပြန်ပို့နိုင်ရေးဘင်္ဂလီတွေရခိုင်ပြည်နယ်တွေကမြောက်ပိုင်းမောင်းနှောင်းမြောက်ပိုင်းမှာ င်္ဂလိပ်ဒီအခြေချနေထိုင်နိုင်ရည်ရဘင်္ဂလားဒေ့ရှ်ဆိုရရဲ့အနာဂတ်ယူမန်ချက်မြောက်မချက်ဖြစ်တယ်အဲ့တော့အဲ့ဒီမြောက်မချက်ကိုနှောက်ရှက်ပေးမှာအေအေလာလက်ရှိမြန်မာဆိုရလာဆိုတာမျိုးသူစဉ်းစားတဲ့အခါအေအေကတော့သူတို့ဖြည့်ရှင်းလို့ရတယ်သူတို့ရှင်းထုတ်လို့ရတဲ့ဖွဲ့စည်းဒါပေမဲ့မြန်မာဆိုရနေကတော့နှစ်နိုင်ငံဆစ်ဖြစ်သွားနေတယ်ဆိုတော့သူတို့သိတယ်ဒီခါကျတော့ဘင်္ဂလားဒေ့ရှ်ကနောက်ပိုင်းမှာတဖြည်းဖြည်းတဖြည်းဖြည်းချင်းမှာသူအားဒီအေအေနဲ့တဖြည်းဖြည်းနဲ့ခွာလာတဲ့သဘောမျိုးတွေ့တယ်တွေ့ပြီးတော့ရှင်းပြတော့အချက်ဖက်ဖွဲ့စည်းဘယ်ဖွဲ့စည်းမှမပတ်သက်ဘူးဆိုတဲ့သဘောမျိုးတွေ့ရတယ်ဆိုတော့တစ်ချိန်တည်းမှာပဲ သူ့နိုင်ငံတွင်းမှာဖြစ်နေတဲ့အာဆာရော RS ကိုလည်းဘင်္ဂလားဒေ့ရဲ့ပတ်သက်မှုတော်တော်လေးဟိုကင်းကင်းကွာလောက်တာတွေ့ရတယ်။တိုးတော်လည်းမပတ်သက်ဘူးလားမင်းရင်တော့ရှိနိုင်ရင်ရှိတယ်။အေးအေးဆွဆွဲသလိုရှိနိုင်ရင်ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ AA ကိုယ်တိုင်ကဘင်္ဂလားဒေ့ရှ်ကိုဒီလိုဆွဆွဲပြီးဆိုကြတဲ့က AA ကိုယ်တိုင်ကလည်းဘင်္ဂလားဒေ့ရှ်နဲ့ပတ်သက်ခဲ့မှုတယ်။ပြီးတော့သူတို့အချင်းချင်းကြားမှာဖြစ်နေတဲ့ပြဿနာအတွင်းကျိတ်ဖြစ်တဲ့ပြဿနာပြောရရင်တော့ AA ရဲ့ဘင်္ဂလားဒေ့ရှ်ကအာဆာ RS တွေနဲ့ကအကုန်လုံးကရင်တော့ဒီကြိတ်ဒီကြိတ်တဲ့ညံတဲ့တမားတွေဒါပေမဲ့အကျိုးမြတ်ကိုခွဲခွဲဝေယူကြတဲ့အခါမှာပြဿနာတက်ကြတဲ့အတွက်ဒီလိုမျိုးခွာပြဲတဲ့စကားသံတွေထွက်လာ ါကိုကျွန်တော်တို့အဲ့လိုမြင်ရတယ်သူတို့အထက်အကြောင်းကိုကျွန်တော်မြင်နေရတယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်အဲဒီဒီရခိုင်ပြည်နယ်ကိုတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်တုန်းကသူတို့တိုက်ခိုက်တဲ့အချိန်တုန်းကဒီတပ်မတော်ကိုဝိုင်းပြီးတိုက်ခတ်ဖို့ကြိုးစားကြတဲ့ခါမှာတပ်မတော်ကဒီနေရာဖယ်သွားရင်သူတို့နယ်မြေတွေကိုသူတို့ခွဲဝေရယူကြမယ်ဆိုတဲ့အမျိုးရှိကြလိမ့်မယ်အဲ့ဒီခါကျတော့စစ်အာဏာရှင်ကိုချေမုန်းရေးဆိုတဲ့ကိစ္စမျိုးတွေမှာခေါင်းစဉ်တက်ပြီးတော့အေးရတိုက်တဲ့ခါမှာအာဆာရောအရဆိုတော့နောက်ကကုလိုက်ရှိအောင်ရှိလိမ့်မယ်တို့ဘင်္ဂလားဒေ့ရှ်ကိုလည်းနောက်ွယ်တယ်မသိကြိုးကြိုးပြုတ်ကုလိုက်ရှိလိမ့်မယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဟုတ်အိမ်မှာပြောခဲ့ဘူးလေဘာလို့ကုလဲလို့မေးရင် အကယ်၍တက်မတော်တက်မတော်ကိုပဲသူတို့တိုက်ရိုက်ခဲ့တာဘူး။အေအေလောက်ကသူခေါင်းနဲ့မထည့်ဘူး။အဲ့တော့တက်မတော်တိုက်ရိုက်ခဲ့တဲ့အတွက်တက်မတော်တိုက်ဖို့အတွက်ကိုအေရဲ့လက်ကိုအေရဲ့လက်ကိုတုံးပြီးတော့အငားပိုက်နဲ့ဓာထုအငားပိုက်ကိုတုံးပြီးဓာထုကိုကျိုးသွားတာ။ဥသောခြေတစ်ခုရောက်တဲ့ခါကျတော့အေယိုသူကပြန်ရှင်းထုတ်ဖို့ကျိုးသွားတယ်။ပထမကြားတကောင်ကိုမောင်းထုတ်ဖို့ဝင်ဘလူးဝင်ဘလူးအုပ်ကိုတွင်းတယ်။ဝင်ဘလူးအုပ်ကိုမောင်းထုတ်ဖို့ကျတော့နောက်ထပ်တနည်းတုံးပြီးတော့ဒါသူတို့ကြိုးစားကြတယ်သဘောမျိုးနဲ့ဘင်္ဂလားဒေ့ရှ်ကလည်းလှုပ်ရှားတယ်ဒါပေမဲ့ AA ကလည်းအခုသူတို့ချင်းချင်းခွာပြေးတဲ့ဇလန်းမှာ AA ကနောက်ဆုံးတော့ဟိုဖော်အောင်ပြန်လုပ်တယ်ပေါ့ဗျာအဲမင်း BGB က အားရစုအားစားရအောင်မှာ BGB ရှိပါတယ်လို့ဆွဆွတာပုံလုပ်တယ်အဲ့တော့သူတို့ချင်းချင်းကြားမှာတော့ညှိကြအောင်မယ်ဒါတေကြာတော့ဟိုစောင့်ကြည့်ကြအောင်မယ်အေနဲ့အားစားနဲ့ညှိကြမယ်ဇလန်းပေါ့ကျွန်တော်ကဒီညမှာအေနဲ့အားစားညှိတဲ့ဇလန်းရဲ့ဟာဒီကြည့်ပြီးတော့ကျွန်တော်တို့ဟိုအရင်တော့ဆိုရင်တော့ရခိုင်အေအေဘက်ကကျွန်တော်တို့နားကောင်းနားပေးပါလိမ့်မယ်ကိုကနားရကောင်းမှန်းတော့ပြောဖို့ခက်တယ်ဘလို့နိုင်ကောင်းမလို့တော့စဉ်းစားရခက်တယ်ဘာလို့ဆိုတော့အေတွေကဒီမြန်မာပြည်မကိုစော်ကားခဲ့တာကြီးအချိန်ချင်းစော်ကားခဲ့တာကြီးများလုံးနေတယ်အဲ့ခါကျတော့ကျွန်တော်တို့နားကြီးဟိုဘလို့သူတို့ဘက်ကနေနားပေးဖို့အတွက် ခက်နေတယ်။တိုးတော့နိုင်ငံဆိုတဲ့နေနမိတ်နဲ့စဉ်းစားမယ်ခါကျရင်တော့အာဆာ RS ဆိုတော့ကျွန်တော်နိုင်ငံလက်ခံလို့မရအောင်တိုက်ထုတ်ပြန်မယ်ဖွဲ့စည်း။ဒါပြဿနာကအာဆာ RS ဆိုနဲ့ထိတ်တိုက်ရင်ဆိုင်ရဖို့ခဏတာ AA ကကိုရေကဟိုဘာလဲဆိုတော့တခုတ်တရုတ်ကန်အကွက်တွေကို AA ကလောက်ခဲ့တယ်ဖြစ်တဲ့အတွက်ဒီဘက်ကအစိုးရလည်းအခြေအနေကြည့်နေရတဲ့ပုံမျိုးကျွန်တော်မြင်နေရတယ်။ဆိုတော့ကြည်ကျန်းအဖြစ်တော့ AA နဲ့အာဆာဂျာမာ AA နဲ့ဘင်္ဂလားဒေ့ရှ်နေကြသောတပ်တွေဂျာမာတော့နောက်မှာပုတ်တိုက်မှုတွေပုံပြီးကြီးထွားလာတဲ့ကြီးထွားလာနေရှိသလိုတစ်ချိန်တည်းမှာပဲဘင်္ဂလားဒေ့ရှ်ကလည်းအမေရိကန်အုပ်စုနဲ့ နီးစပ်လာလေးလေးအေးအေးရဲ့မူရီစောပြဿနာကိုသတိထားလာပြီးဂျားညက်လာလေးလေးဖြစ်မှာဆိုလို့ဒီဘင်္ဂလားဒေ့ရှ်ကလည်းစဉ်းစားလာလေးလေးဖြစ်ရင်နောက်မှာဘင်္ဂလားဒေ့ရှ်ကမြန်မာအစိုးရနဲ့စကားပြောမှဖြစ်ပြီးတော့အေးအေးဦးကတဖြည်းဖြည်းနဲ့ခွာလိုက်မယ်လို့ကျွန်တော်တို့ခွာတဲ့ခွာတဲ့ခွာလာလိုက်မယ်လို့ကျွန်တော်တို့နေနေအဲ့တော့အေးအေးနေနေကအခုတော့ဂျားညက်မဲ့သဘောတော့တွတ်တွေ့ရတယ်အေးအေးကအဲ့တော့ရခိုင်တိုင်းသားတွေအားလုံးဒီပေးချင်တာကတော့အေးအေးဖြစ်နေဂျားညက်ခံမလားရခိုင်တိုင်းသားဖြစ်နေရခိုင်တိုင်းသားစစ်စစ်ဖြစ်နေဒေတာပျက်စီးမှပျက်စီးမှုမဖြစ်အောင် ဝိုင်းဝန်းပြီးတော့ကာဝယ်ဆောက်ရှောက်မလားဆိုတာခင်ဗျားတို့စဉ်းစားကြဖို့လိုပြီရခိုင်တိုင်းသားတွေအားလုံးလို့ပြောတာပါရခိုင်တိုင်းသားတွေကိုယ့်အကူစဉ်းစားကြဖို့လိုပြီအေးရဲ့လက်ဝေခံကျွန်လို့မလားအေးရဲ့လက်ဝေခံကျွန်လို့မလားရခိုင်ပြည်နယ်ကိုခင်ဗျားတို့လက်နဲ့ခင်ဗျားတို့လက်နဲ့ခင်ဗျားတို့ကိုယ်နဲ့ခန္ဓာကိုယ်သွေးတွေလက်တွေနဲ့ရေးမလားတမိုင်းကိုလှလှပါရေးမလားကြိုက်တာပါစဉ်းစားပါအေးရဲ့အငှားအေးရဲ့ဒီဟိုကျွန်လို့မျိုးခင်ဗျားတို့တပ်မလို့ခံတိုက်နေဦးမယ်နောက်တစ်ခါဟိုအာသိုင်းဖဘဝိုင်းနဲ့အာသိုင်းနဲ့တက်ပြန်ဆုံးဖြစ်ဦးတပ်မလို့ခံတိုက်နေဦးမယ်ဆိုရင်ချိန်တိုင် အစားရခင်ဗျားတို့နောက်ကျရင်နောက်ပိုးသိတယ်ခင်ဗျားတို့ခံရပါလိမ့်မယ်အဲကြရင်တော့အေးရခင်ဗျားတို့ကာကွယ်ပြီးတော့မဟုတ်ဘူးထွန်းမြေနိုင်ရနေတိုင်းလောက်အကြောက်တော့ရှောင်းထုတ်တော့မှတည်ကြတယ်ဒါ ਉ တော့ရခိုင်တိုင်းသားရဲ့သဘောပေါက်ဖို့လိုပြီးလို့တော့ကျွန်တော်မြင်တယ်ဒါတစ်ချက်နောက်တော့ TNL TNL ရဲ့ခုနောက်ပိုင်းတစ်ပြေးပြေးနဲ့သူနှစ်ချမ်းခွဲကစားမဲ့အရေးအယောင်တွေကျွန်တော်တို့မြင်နေရတယ်လိုရင်းပြောရရင်နှစ်ချမ်းခွဲကစားမဲ့အရေးအယောင်တွေမြင်နေရတယ်ပြီးတော့ရပိုင်းဒီမှာ TNL လှူရှောင်းမှုတွေကကျွန်တော်တို့သတင်းတွေရနေတယ်ဘာတွေတော့ကျွန်တော်တို့မပြောလို့သေးဘူးသို့တော့ဒီလလအထဲမှာ TNL နဲ့နောက်ဟိုဒီစဲမြန်မာဆိုးရနဲ့မြန်မာဆိုးအတက်မတော်နဲ့စကားပြောဖို့ရှိတဲ့ကိစ္စတွေလည်းကြားတယ်စကားပြောဖို့ရှိတယ်လို့ကြားတယ်အဲ့ခါကျတော့ ဒီ DNA လေးနှစ်ချမ်းခွဲကစားနိုင်ကြီးရှိတယ်။တစ်ချိန်တုန်းကဗျာဥပမာဆိုကြပါဆိုတစ်ချိန်တုန်းကအာဘာရှိမလဲကျွန်တော်ဘယ်လိုသက်သေပြောရမလဲဆိုတော့ဥခွန်ဆိုင်ရဲ့လက်နက်ချတဲ့ခါမှာဥရဆက်ကခွတ်ထွက်သွားတယ်။သူတို့ချင်းဖြစ်နေပါတော့နော်။အော်ပိုးကလည်းအဲ့လိုပဲဒီဘက်ကဥအောင်ခန့်တီတို့အုပ်စုကတပ်မတော်နဲ့ညီညာရေးယူလိုက်တဲ့ခါမှာဥအာ sorry ဥအောင်ခန့်တီတို့ကညီညာရေးယူလိုက်တဲ့ခါမှာဥခွန်အုပ်ကတော့အုပ်စုကတော်ထဲမှာလက်နက်ခိုင်ကြံခဲ့တယ်။ဒီလိုမျိုးသူတို့ခွဲကစားကြတဲ့ဇလန်မျိုးတွေပလောင်ကလည်း TNL ကလည်းပြန်လှုပ်လာခြင်းနိုင်ရှိတယ်ဆိုတဲ့သတင်းတွေကျွန်တော်ကြားနေရတယ်အဲ့တော့တက်မတော်အနေနဲ့တော့နည်းနည်းလေးတော့ TNL ရဲ့ကစားကွက်ကိုနည်းနည်းတက်မတော်လေးရိတ်မိကြလိမ့်မယ်ယူဆပါတယ်ပြည်သူတွေလည်းရိတ်မိနေကြပါပြီပြောရရင်တော့ဒီခွဲကစားတဲ့ကိစ္စကိုတော့တက်မတော်အနေနဲ့ပြက်ပြက်စားကြိုက်တော့ဘူးလို့လိုပြီးလို့ကျွန်တော်ထင်တယ်ခွဲကစားနိုင်ခြင်းရှိတယ်ဒီအပိုင်း TNL တွေအစည်းအဝေးတွေလုပ်နေတဲ့အစည်းအဝေးတွေအစည်းအဝေးတွေအရာဆိုရင်ပေါ့နော်အဲကျွန်တော်ဒါတော့သိသိကတော့နောက်ပိုင်းပြောပါလိမ့်မယ်ခုတော့ဒီလိုပဲခွဲကစားနိုင်ခြင်းရှိနေတယ်လို့ကျွန်တော်ခံမှန်းခြင်းပဲအပြည့်ရငင်းချင်းလေးလုပ်ပြီးတော့အုပ်စုတစု နောက်ထပ်အုပ်စုကတော့နေဆက်ကိုပြောင်းသွားပြီးတော့နေဆက်မှာသွားပြီးတော့အဲသူကတော်လန်ပုံကန်နဲ့အုပ်စုဆိုနှစ်စုခွဲပလိုက်တာမျိုးဖြစ်ပြီးတော့နှစ်စုကြားမှာတော့အင်တာအပြန်လန် link ရှိနေမယ်ဒီလိုပုံစံမျိုးခွဲကားတာတွေဖြစ်လာနိုင်ချေရှိရဆိုရအစနာလေးတွေကျွန်တော်တို့ရနေပါတယ်နောက်ဆက်တွဲကတော့ဘာဖြစ်မလို့မသိဘူးစောင့်ကြည့်ကြတာပေါ့နော်ဒါလေးကတော့ဟိုဒါလက်နက်ကင်ဖွဲ့နေဖွဲ့နေပတ်သက်လို့ပြောတာပါနောက်တစ်ခုကတော့ကျွန်တော်တို့မန္တလေးမှာအာဒီနေ့ပေါ့မန္တလေးမှာပေါက်ကွက်မှုတစ်ခုဖြစ်တယ်ပေါ့ဗျာပေါက်ကွက်မှုတစ်ခုဖြစ်ပြီးတော့ ိုကလေးငယ်တယောက်သေဆုံးသွားရဖြစ်စဉ်လေးဟိုစိတ်မကောင်းပွေရတဲ့တင်းလေးပါဒါလေးလည်းကျွန်တော်ဒီနေ့မဖြစ်မနေထက်ပြောရပါတယ်အဲ့ဒါဘာလို့ဆိုတော့မန္တလေးမှာဖြစ်သွားတာပါစစ်ဘေးရှောင်မိသားစုလိုလေပြောလို့ရတယ်မလားတော့တော်မသိဘူးဗျာနော်ဒါတိုင်းမိသားစုကလည်းဘလို့မိသွားတော့မသိဘူးမန္တလေးပြည်သူ့မြို့နယ်စရက်ကွက်123လမ်း124လမ်းကြား 54A အဲ့လမ်းမှာရှိတဲ့အိမ်တိမ်မှာမနေ့ညကပေါ့နော်ပောက်ခွဲမှုတစ်ခုဖြစ်တယ်မနေ့ညပောက်ခွဲဖြစ်တယ်အဲ့ပောက်ခွဲဖြစ်တော့ဖြစ်စဉ်အတွင်းမှာပဲခလေးတယောက်တည်တယ်နှစ်ယောက်တည်းရတယ် ဆိုတော့ပေါကုန်းပြတော့အဲ့ဒီအိမ်မှာမိုင်းထောင်ထားသလားလို့အကြက်ဖက်သမားတွေလားလို့တချို့ထင်ကောင်းထင်လိမ့်မယ်ကျွန်တော်တို့သိရတဲ့လောက်တော့မဟုတ်ဘူးတဲ့အဲ့ဒီအိမ်ကလူတွေကတန်တိုးသားသားဝဲတဲ့လူတွေတဲ့ဟောတန်တိုးသားသားဝဲနေသူတို့ဝဲတဲ့ထဲမှာအဲလက်လုံမိုင်းလိုဟာမျိုးကပါလာတယ်လို့ယူဆရရှိတယ်အဲ့တော့လက်လုံမိုင်းလိုပါပါလာတယ်ယူဆရရှိတော့အဲ့ဒါယူသူကဆွဲယူမိသူဖြစ်သွားပြီးတော့လှုပ်လှုပ်လှုပ်ခါလိုက်သူဖြစ်တာနောက်တစ်ခုကပေါကုန်းပြအောင်ဆွလိုက်သူဖြစ်သွားတယ်ပြီးတော့အဲ့ဒီမှာပေါကွဲမလို့ဖြစ်တဲ့အချိန်မှာအဲ့ တန်ကိုရတန်တူတန်သာဝဲလို့ချက်ချင်းအဲ့ဒီဟာကြီးကိုကင်ပြီးတော့သူ့နားမကွဲအောင်လွှတ်ပြလိုက်တာလွှတ်ပြနေကြတဲ့နေရာမှာရှိတဲ့လွှတ်ပြပြီးပြုတ်ကြတဲ့နေရာမှာရှိတဲ့ပေါက်ကွဲပြီးလဲပြီးတော့အဲ့နားမှာရှိတဲ့ကလေးတွေကိုတွားထိထိတော့အသက်၃နှစ်ရွယ်မိကလေးတူကတော့အဲ့နားမှာကွယ်လွန်ဆုံးသွားတော့တယ်အခြားတယောက်ကတော့ဒဏ်ရာမပြင်းထန်ဘူးအဲ၅နှစ်ရွယ်ကောင်လေးတယောက်ကတော့အဲကောင်လေးတယောက်ကတော့၁၈ချက်တော့ချုပ်လိုက်ရတယ်လို့ချက်ချင်းသိရတယ်ဆိုတော့ဒါကြီးကတော်တော်လေးစိတ်မကောင်းစရာကောင်းတဲ့ကိစ္စပါဒီတန်တူတန်သာဝဲနဲ့လက်လုံမိုင်းနေပေါက်ကွဲလဲရတဲ့ပစ္စည်းတွေက ပါလာတာပေါ့ဖြစ်နိုင်ကြည်လည်းရှိပါတယ်မန္တလေးအပါဝင်မြန်မာနိုင်ငံနေရာတိတိမာကဒီလိုမျိုးပောက်ခွဲစနေတဲ့ဟာတွေပောက်ခွဲရရပစ္စည်းတွေတုံးတယ်ပောက်ခွဲပစ္စည်းတွေပေါ့ဒါတွေကရန်ကုန်မန္တလေးနေပြီးတော့အဆရှိမျိုးတွေမှာနောက်ဆုံးပောက်ခွဲကြပ်သမားတွေကပောက်ခွဲလို့မရတဲ့ခါကျပြစ်ချမခဲ့တာမျိုးတဏျာထားမခဲ့တာမျိုးတွေအဲ့ဒါတန်တုံသားဝယ်တဲ့ကောက်ခက်ထဲအင်းနဲ့အဲ့မှာရန်ကအချိန်ကာကိုက်ပြီးဆိုအုံထားခွဲတာမျိုးတွေပေါ့ဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်အဲဒါကြောင့်ဟိုသတိထားတာကောင်းပါတယ်ဘာပြောကုနာဒီမိုက်ဆိုမိုက်ချမိုက်ချမိုက်ချဆိုပြီးတော့ရန်တန်းပြီးတော့ သွားမလို့ပါနဲ့ထိခိုက်နေပါတယ်အခုလဲလာကလေးတယောက်ကနေထိုင်ကိုလို့ဆုံးမသွားတယ်ဖြစ်စဉ်မန္တလေးမှာဖြစ်တော့ပါတယ်ဒါဖြစ်စဉ်လေးကတော့မန္တလေးရဲ့ဖြစ်စဉ်ကိုကျွန်တော်ဒီထည့်ပြတော့နောက်တစ်ခုကပညာရေးနဲ့ပတ်သက်တဲ့နှစ်ခုကျွန်တော်ပြောပါမယ်ပညာရေးပတ်သက်တဲ့နှစ်ခုအချားမဟုတ်ပါဘူးအာជីနူဝန်သားစရာကောင်းတဲ့မြင်ကွင်းလို့ပဲပြောမလားဖြစ်ရလို့ပဲပြောမလား6နှစ်ခွဘက်မှာပေါ့နော်6နှစ်ခွဘက်မှာ6နှစ်ခွဆိုအားလုံးသိပါတယ်ဒီ ACW လက်ပြ ACW တို့က6နှစ်ခွကိုမနက်ဖြန်တစ်ပတ်ကရတော့မယ့်အတိုင်းနော်ဟိုဘူယန်ဂျန်နိုင်တို့အုပ်စုကသူတို့မနက်ဖြန်တစ်ပတ်ကရတော့မယ့်အတိုင်းတာဘော ACW တို့အုပ်စုတွေ နော်အုံနေချင်းနဲ့သူတို့ရတော့မယ့်အတိုင်း6နှောက်ခွားကိုတိုက်ခဲ့ကြတယ်အဲ6နှောက်ခွားမှာတက်ညံခံတိုက်ပြီးခဲ့တဲ့ရာရှိရင်းတွေဟွာလေးလေဘာပြောသူရောကမတန်းဝင်တွေဖြစ်ကြတယ်နာမည်ကျော်ကြတယ်ဘာပြောစစ်မြေမှာတကယ်ကိုတက်ညံခံနေတဲ့စစ်တီတွေဖြစ်နေနာမည်ကျော်နာမည်ကောင်းတွေရကြတယ်နေရ6နှောက်ခွားပါအဲ6နှောက်ခွားမှာ6နှောက်ခွားနားမှာရှိတဲ့ရွာတွေမှာအခုဘာဖြစ်သွားပြီလဲဆိုတော့တဘုံကင်းစင်ပြုံးပျော်ရွှင် PDF ကင်းစင်ပြုံးပျော်ရွှင်အကြက်ဖက်ကင်းစင်ပြုံးပျော်ရွှင်ဆိုတဲ့အတိုင်းပဲကျောင်းသူကျောင်းသားတွေလူရှိရတဲ့မနေ့က6နှောက်ခွားနားတော့ရမှာရှိတဲ့ရွာတွေမှာ ရွာနားရွာကြီးက6ရက်ခွာမှလာပြီးကြောင်းပြန်တက်ကြပြီလို့ကြောင်းကြီးပြန်ဖွင့်ကြပြီလို့သိရပါတယ်ဆိုတော့ကျွန်တော်မြဲပြောပါတယ်စာသင်ကျောင်းတွေမှာခေါင်းလောင်းတန်တွေကြာပြီးခလေးငယ်တွေစာအန်နေတဲ့အတန်ကိုကြားရတာကျွန်တော်တို့ရဲ့နှလုံးသားတွေကတိတ်ကိုကြည်နူးပါတယ်ပြောပါတယ်စာသင်ကျောင်းတွေတိတ်ဆိတ်နေရင်ကျွန်တော်တို့ရင်ထဲမှာခံစားချက်မကောင်းပါဘူးအဲ့တော့ကိုစာသင်ကျောင်းတွေကတန်တွေကြာရတာဝမ်းသာပါတယ်အဲ့တော့6ခွာဆိုတဲ့နေရာမှာ6ခွာတောင်မှရှိတဲ့တံပရာရွာရီလင်းရွာကြောက်ခဲကုန်းရွာမင်္ဂလာကုန်းရွာစသည့်ရွာတွေမှာရှိတဲ့ခြေအခြေခံပြအထက်တန်းကျောင်းတစ်ကျောင်းနဲ့မူလန်းကျောင်းသုံးကျောင်းစုစုပေါင်းကျောင်းလေးကျောင်း အဲကြောင့်လို့ကြောင့်ပြန်ဖွင့်ပြီဖြစ်တယ်ပြေကျောင်းသားကျောင်းသူကျောင်းသားပေါင်း150တမနေရကျောင်းပြန်တက်ကြပြီလို့သိရပါတယ်အဲချောင်းနှခွားနားမှာဆိုရင်မချောင်းနှခွားမကြီးကလကော့ကမာတံပယာဒါလီရွှေလင်းကြောက်ခဲကုန်းမင်္ဂလာကုန်းအစရှိတဲ့ဟိုရွာတွေရှိပြီးတော့အဲ့မှာရှိတဲ့ရွာသေးသေးလေးတွေအဲကျောင်းသေးသေးလေးတွေရောကျောင်းကြီးကြီးတွေရောပေါ့နော်ထထန်းကျောင်းအပါဝင်အကုန်လုံးအဲ့ဒါပြန်ဖွင့်တယ်လို့တည်ရတယ်တံပယာထထန်းကျောင်းမှာဆိုလို့ရှိရင်ကျောင်းကျောင်းသား900ကျော်ကျောင်းအကြတယ်ဆရာဆရာမ38ဦးထက်မနည်း အဲရှိတယ်ပြောက်လာပြီကျောင်းစာချမ်းဆောင်နေပြီရွှေလင်းကြီးပါအမကကျောင်းမှာလဲကျောင်းကျောင်းသား50ကျော်ကျောက်ခဲကုန်းမှာလဲ50အာတော့အစသဖြင့်ပေါ့ဗျာကျောင်းကျောင်းသားတွေအများပြပေါ့ပြောရရင်တော့အဲ့နောက်ပတ်ပတ်လဲတော်ရမှာရှိတယ်စာသင်ကျောင်းအသေးလေးတွေကနေထထန်းကျောင်းအဆင့်ထိအားလုံးပေါင်း850တမနစ်ကျောင်းပြန်တက်ကြပါပြီလို့အချမ်းပြန်သိရပါတယ်ဆိုတော့ဒါလေးကိုကြည်ချင်းအဖြစ်ကျွန်တော်တို့တီပြောပြောချင်တာကဒီမွန်ပြည်နယ်ပေါ့နော်မွန်ကရင်အစကချောင်းတော့ကွာမှာတစ်ချိန်တော့တိုက်ပွဲတွေဖြစ်ခဲ့တယ်လူတွေတေးကြတယ်ပီပီကျက်တွေလေပီကျက်တွေအလောင်းတွေပုံထအောင်တေးတယ် ဘလောက်ပဲတိုက်ပွဲဖြစ်ခဲ့ဖြစ်ခဲ့နောက်ဆုံးတပ်မတော်ကပြန်နေထိန်းချုပ်နိုင်တဲ့အခါမှာစာတင်เจ้าတွေမှာစာတင်တဲ့အတန်လေးတွေပြန်ချလာပါပြီခေါလောင်းတန်တွေပြန်ချလာပါတယ်အကယ်၍အဲ့ဒီမှာစစ်ပွဲတွေဆက်ဖြစ်နေဦးမယ်ဆိုရင်ခေါလောင်းတန်တွေကြားမှာမဟုတ်သလိုခလေးငယ်တွေလည်းထွပိတင်းရှောင်ပြီးတော့ပညာရေးလည်းနေပါမယ်ခွပိတင်းရှောင်မယ်စားရမယ်တောင်းမယ်ဘွားရောက်မယ်တေးကြကြေးကြမယ်ဘာဖြစ်မယ်ဆိုတော့မသိနိုင်ပါဘူးအခုတော့ဒါဘာပဲပြောချောင်းနှောက်ခွာမှာစာတင်เจ้าစာတင်တဲ့အတန်တွေကြားနေရပြီဆိုကြဲကချောင်းနှောက်ခွာနာတဝိုက်တဝိုက်ကိုတော်တော်များတဝိုက်ကိုတပ်မတော်က ပိုင်ပိုင်နိုင်နိုင်ထိချုပ်ထားနိုင်ခဲ့ပြီဆိုတော့ပြောချင်တာပါအဲ့တော့တချို့တွေကပြောမယ်ကရင်ပြည်နယ်မှာစစ်တပ်ကစစ်သားတွေဘလို့သေးကုန်ပြီ၄ကီကောမှဘလို့ကြတယ်ဟိုအာရှာလမ်းမှာဘလို့သေးတယ်တောင်ပြောင်း sorry ဒီဒီဒီပါလဲနေဆက်မှာစစ်သားတွေအပုံလိုက်သေးတယ်ကြိုက်တယ်လို့ပြောဟိုချောင်းတော့ခွာလုံနေအမျိုးပြန်ချောင်းနေပြန်ဖွင့်နေပြီဆိုတာအဖြေထွက်သွားပါပြီနောက်မကြခင်မှာလဲအာရှာလမ်းကြီးပေါ့ဗျာဒီမြောက်ရီကောင်းလေးအာရှာလမ်းကြီးလဲနောက်ပိုင်းမှာလမ်းပြန်ပွင့်ဖို့နီးဆက်နေပါပြီဘာဖြစ်လို့ဆိုတော့အဲ့လမ်းကြောင်းကြောင်းလုံးမှာရှိတယ်ပတ်ပတ်လဲမလမ်းရဲ့ဒါပေမဲ့ဘဏ္ဍမိုင်ပေါ့ဗျာ၅မိုင်ဆိုတော့၅မိုင်7မိုင်ဆိုအဲ့မိုင်တွင်းမှာ ဘယ်တဘုံကအနာကတ်လို့မရအောင်တက်ကဦးနောက်ပိုင်းကြကြရနစနစ်တကျအထိုင်ချပြီးတော့ပြင်ဆင်နေတယ်ပြီးတော့အာရှလိုင်းကြီးကိုခုဟိုကျိုးသွားတဲ့ဒရားတွေကိုပြန်ပြင်နေတယ်လမ်းတွေပြင်းကြီးကြီးအောင်ပြန်ဖြောင်းနေတယ်စသဖြင့်ဗျာအဲ့ဒါတွေလုံနေတယ်လို့သိရတယ်ဆိုတော့မကြာခင်မှာတော့အာရှလိုင်းပြဖို့ကိုများတယ်နောက်၄ကီဂေါနာတဝိုက်တွေလည်းထိန်းနိုင်ပြီဖြစ်တဲ့အတွက်မြောက်တွေကိုလာပြီးချိန်ချောင်းနေတဲ့ကိစ္စတွေလည်းလျှော့သွားဖို့များတယ်တစ်ချိန်တည်းမှာပဲ wall တွေဘာလို့ဆိုလဲ AC ဖြစ်ပြီးတခြားသောတခြားသောဒီလက်နက်ကင်နေမြေဟိုလက်နက်ကင်တိတ်ပိုက်ထားသည့်ဆိုသောနေမြေတွေကလည်းအခုလောက်ဆိုရင်အတန်းတော့ချေချေလည်းမထွက်ရတော့ဘူး AC ဝါတို့ဆိုရင်အခုဆိုရင် ဘယ်နာရောက်နေမှာတော့မသိဘူးငစွဲဆိုတဲ့ကောင်လည်းဘယ်နာရောက်မှာမသိတော့ပြေးပြီလားမသိဘူးဒီလိုပဲဟိုကတာဘောဆိုလည်းအခုတော့ဘယ်နာရောက်ပြီလဲမသိဘူးအရင်တော့မျက်မှန်ကြိုက်ပြီးကားကားနဲ့ဒီလိုမျိုးလမ်းလျှောက်နေတဲ့ကောင်အခုအခုအကောင်လည်းရှာမတွေ့တော့ဘူးဘယ်ရောက်နေလဲမသိဘူးကြည့်ရတာတော့ဟိုနေသက်ထွက်ပြေးပြီလားတော့မသိဘူးမဲဆောက်ပြေးကြပြီလားတော့မသိဘူးပေါ့နော်ဒါအချိန်တစ်ခုရောက်လာတဲ့အခါမှာသူတို့ဖားနဲ့ငါကွဲသွားတော့ပါပဲဘယ်ကောင်ကဖားဘယ်ကောင်ကငါနော်ကွဲသွားတော့ပါအချိန်တန်တော့လည်းဘသူကပါလဲဆိုတော့ဖြေထွက်လာတယ်အဲ့တော့ ကျွန်တော်တို့ကအေဂျင့်သွားတဲ့နီးတူတချိန်တည်းမှာစာသင်ကျောင်းတွေအတန်းတွေကြားခဲ့ရပြီအကယ်၍တနိုင်ကလုံးအေဂျင့်ခဲ့ပြီဆိုရင်တော့တနိုင်ကလုံးမှာရှိတဲ့စာသင်ကျောင်းတွေမှာကလေးတွေခင်ဗျားတို့ရဲ့တာသမီတွေကျွန်တော်တို့တာသမီလေးတွေခင်ဗျားတို့တာသမီလေးတွေစာသင်နေတဲ့အတန်းတွေစာအန်တွေအတန်းတွေကြားမှာဖြစ်ပြီးတော့ခေါင်းလောင်းတန်းလေးတွေလည်းကြားမှာဖြစ်ပါတယ်တနိုင်ကလုံးမအေဂျင့်ရင်တော့ဘာဖြစ်မလဲကျွန်တော်တို့ခင်ဗျားတို့တာသမီတွေရဲ့ဘဝတွေအတွက်စိတ်ပူစရာတွေနဲ့ကျွန်တော်တို့နေရမှာဖြစ်ပါတယ်ဒါလေးကိုတော့ရှင်းရှင်းလင်းလင်းနားလည်ကြဖို့လူလာပြီလို့ပဲတိုက်တွန်းချင်တယ်ဒါအကျုံကျိုက်လို့ပြောတာနောက်တစ်ခုကနောက်ထပ်စာသင်ကျောင်းကျောင်းနဲ့ပတ်သက်တာတစ်ခုတော့ grade 12ပေါ့ အဲအစိုးရအနေနဲ့တော့ကြိုတင်ပြင်ဆင်ရေးပုံပေါ်တယ်။နောက်မကြခင်မှာဖြစ်လာနိုင်ခြေလေးရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ Grade 12ရဲ့တင်ယွန်းညွန်တန်းတဲမှာဥပဒေဘာသာရပ်ကိုထည့်သွင်းပြီးတော့ပို့ချနိုင်မှုစပြီးတော့ကြိုးစားပြင်ဆင်နေပြီဆိုတဲ့အကြောင်းကိုဥရေရဝန်ကြီးဌာနကနေပြီးတော့တို့တို့ရဲ့ဒီအဲစီဝေးမှာထုတ်ပြောလိုက်ပါတယ်။ပြောင်သူဝန်ကြီးဒေါက်တာတီတာဦးကနေပြီးတော့ဒါထုတ်ပြောတဲ့စကားပါ။ဆိုတော့အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်။နော် Grade 12တင်ယွန်းညွန်တန်းတဲမှာဥပဒေဘာသာရပ်ကိုထည့်သွင်းပို့ချနိုင်မှုအတွက် TOD တင်တဲ့နေစတင်ဆောင်ရွက်နေပြီဆိုတော့တဘောကတော့မကြခင်မှာပြောရရင်တော့ ဥပဒေပညာရဲ့ကိုဥပဒေပညာရဲ့ဘာသာရဲ့ကို grade 2ထဲမှာမြင်ရတော့မှာပေါ့ဗျာเนาะဆိုတော့2025ကနေ29အထိဆောင်ရွက်မဲ့တတိယမြောက်မဟာဗျူဟာစီမံကိန်းအဲ့ထက်မှာပြည်သူ့အတွက်တိဆောက်တိဆောက်လျက်ဥပဒေကိုယုံကြည်ချက်ဆိုတဲ့စောင့်ဖို့ကိုချမှတ်ပြီးတော့အမှပန်းနိုင်ငံရဲ့နဲ့ဆောင်ရွက်နေတယ်တဲ့အဲ့တော့တတိယမြောက်မဟာဗျူဟာစီမံကိန်းထဲမှာ grade 2ထဲမှာဥပဒေဘာသာရဲ့ကိုထည့်သွင်းဖို့အတွက်ကိုလည်း TOD သင်တန်းတွေစနေပြီး e-library တိထောင်တာတွေစပြီးအဲ့ဒါပဲဦးစားပေးလုပ်နေပေါ့ဗျာအဲ့ဒါမျိုးတွေလုပ်ပြီးတော့သင်ယူချက်နဲ့မှာထည့်သွင်းဖို့ပြင်နေပြီးဆိုတော့ကောင်းပါတယ်ကျွန်တော်တို့ကလေးတွေကခလေးငယ်တယောက်ကနောက်ခလေးငယ်တယောက်ကိုဆဲဆိုရင် ဘာဥပဒေနဲ့ညှိတယ်။တွန်းထွက်ရင်ဘာဥပဒေနဲ့ညှိတယ်။ရိုက်နှက်ရင်ဘာဥပဒေနဲ့ညှိတယ်။နောက်ဆုံးပြောမယ်တော့အုပ်စုဖွဲ့အနိုင်ကျင့်ရင်ဘာဥပဒေနဲ့ညှိတယ်ဆိုတော့ကလေးတွေကတိတ်သွားရင်အဲ့ကလေးတွေကဥပဒေကြောင့်ဥပဒေကိုတည်တဲ့အတွက်ဥပဒေကနေပေးမဲ့ပြစ်ဒဏ်ကိုကြောက်တဲ့အတွက်တက်တော့ကိုစော်ကားမော်ကားမလို့ရဘူး။ဒါဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့ကာလတွေမှာတခြားလုံးမှာခင်ဗျားကြောင်းနေမှာခင်ဗျားတို့တွေ့ရလိမ့်မယ်။ကလေးငယ်တယောက်ကိုကျွန်တော်ကလေးငယ်တွေအုပ်စုဖွဲ့ထိုးချချိတ်ကြတာတွေအဲ့လိုဇလံမျိုးတွေကဗီဒီယိုဖိုင်တွေဟိုဟာတပ်ပုံတွေမှတ်တမ်းတွေတရင်တွေမှာပွက်လို့ရအောင်မြင်ခဲ့ကြရတယ်။အဲ့ဒါတွေအားလုံးကကလေးတွေကဥပဒေကိုမသိတဲ့အတွက် ဥပဒေကနေပေးတဲ့အပြစ်ကိုသူတို့မသိတဲ့အတွက်အကြောက်တရားတွေဖြစ်ပြီးတော့အဲဆိုမကြောက်တဲ့အတွက်သူကလှုပ်တာပေါ့နော်ကလေးတွေပဲဘာဖြစ်လဲပေါ့ကျွန်တော်တို့ကတော့ဒီလိုပဲတငယ်ချင်းတွေကလေးကလေးချင်းထိုးကြတာပါပဲဒါပေမဲ့အုပ်စုဖွဲ့ထိုးရတော့ဒီတော့ကျွန်တော်တို့အဲ့လောက်ထိမညံ့ဘူးပေါ့နော်မင်းနိုင်ငံကမကြိုက်ဘူးလားကြိုက်ထိုးတော့ထိုးမယ်လားဆိုပြီးတော့ကိုယ်ကမတော့ထိုးတာနောက်မနောက်မှာနှစ်ယောက်ကဟိုနမန်းလုံးနိုင်နေပဲ့ကြရွှဲကြလို့ရှိရင်ဆရာမတွေမေးရင်တော့ကျွန်တော်တို့ကမဟုတ်ဘူးချော်လဲရတာဆရာမလည်းကျွန်တော်ရတာဒါပေမဲ့အညိုးတေးပြီးတော့မပြီးဘူးအထိုးလို့ပြီးရပြီးတော့ ့တိခက်ကလေးကြတော့မဟုတ်အုပ်စုဖွဲ့နိုင်ခြင်းကိုစဉ်းစားတာကိုရီးယားဆန်တာလားဘာဆန်တာလဲတော့မသိဘူးပေါ့ဗျာနော်ဘယ်လိုလဲတော့မသိဘူးကလေးတွေအဲ့လိုဖြစ်ကုန်ဒါကြီးကမကောင်းဘူးအဲ့တော့အဲ့ကလေးတွေရဲ့ရှင်ထဲမှာငါသူ့ကိုထိုးလိုက်ရင်ငါသူ့ကိုရိုက်လိုက်ရင်ဥပဒေရအပြစ်ပေးခံရမှာငါဘယ်လိုဖြစ်သွားနိုင်လဲဆိုတော့အတိတရားဝင်သွားဖို့ဥပဒေအကြောင်းသင်ပေးဖို့လိုတချိန်ထဲမှာပဲငါဒုတိယကိုဆဲလိုက်ရင်ဘာဖြစ်တယ်လဲဆိုတော့ဥပဒေရတိဖို့ကလေးတွေသင်ပေးဆိုတော့ဥပဒေကိုမသိရင်လူကဥပဒေကိုမကြောက်ဘူးဥပဒေမသိရင်ဥပဒေမကြောက်ဘူးဥပဒေသိရင်ဥပဒေကိုကြောက်တယ် အဲ့တော့မှအနည်းဆုံးတော့လူတရာမှာဟို90ထဲမနေရတော့ဥပဒေကြောက်ပြီးတော့ရန်ကကမလို့ရတော့မဆဲဆိုရတော့အခုကလူတွေကဥပဒေမသိဘူးမကြောက်ဘူးအခု Facebook မှာတောင်းတောင်းဆဲကြတယ်နာမည်တက်ပြီးဆဲတယ်နာမည်တက်ပြီးတော့ Facebook မှာဆဲတယ်နောက်တစ်ခုကဘာဖြစ်လို့ဆိုတော့ဟိုနာမည်တက်နာမည်မတက်အောင်တက်မယ်စောင်းမြောင်ရေးသားတယ်ပပဆက်တွေလုံးကြတယ်ဗျာအများကြီးပဲလုံးကြတယ်ဒါတွေကဥပဒေနဲ့ညှိစိုးနေတယ်ဆိုတော့တို့မသိကြဘူးသိကြဥမာကျွန်တော်ကလူတယောက်ကိုပြောတယ်ဆိုကြတော့လူတယောက်ကိုကျွန်တော်ကဆဲလိုက်တယ် ဆဲလိုက်တယ်ပေါ့မီဒီယာရကျွန်တော်ဝေဖန်လို့ရပြီမဲ့ဆဲလိုက်ရင်အဲ့ဒါအမှုမြောက်တယ်ကျွန်တော်တို့ဆိုတော့ဒါနမူနာပြောတာဆဲလိုက်ဥပမာဆိုကြတော့ကျွန်တော်တခုတော့ရှင်ကျွန်တော်လက်နောက်ကင်တဘုံဖွဲ့ရောဆဲပလိုက်တယ်ဘာလို့ဆဲပလိုက်လဲရှင်းရှင်းလေးပဲသူတို့လာမှုဖွင့်လဲရန်ကုန်တက်လာဖွင့်ကြလာဖွင့်ကြရတယ်ကျွန်တော်လက်ခံတယ်ပြောဆိုဆဲလိုက်လို့မှုဖွင့်တယ်ဖွင့်ရတယ်ဒါမဲ့တဘုံကိုတော့ကျွန်တော်ပွင့်လဲပြောရင်တော့ဘလို့မှရင်ကျင်းလို့မရတဲ့အထိဒေါသထွက်လာလို့တီးထည့်ရတာဒါပဲဒါမဲ့တာမန်လူတက်ကိုဆဲဖို့ဆိုတော့ကျွန်တော်တို့ဘလို့မှမဖြစ်နိုင်ဘူးအဲ့လိုအဲ့ဒါကြောင့်ခုနနံပါတ်1ကလူတက်ကိုဆဲရအောင်ဥပဒေနဲ့ညှိပါ လူကြောက်တဘုတ်လည်းပြောတာလေဥပဒေနဲ့ညှိပါတယ်လူကြောက်လူကြောက်ကိုတွန်းထိုးလိုက်တာလေဥပဒေနဲ့ညှိပါတယ်ချင်းချောက်တာလေဥပဒေနဲ့ညှိပါတယ်တတ်ဖြတ်မယ်ပြောတာလေဥပဒေညှိပါတယ်ပိုဆိုးတာတော့ဗျာဟိုဟိုတက်ငင်ပရင်းကျင်တာတော့ဗျာအဲ့ဥပဒေအကုန်ညှိစွန့်တာနေပြီအဲ့တော့ grade 12မှာအဲ့ဒါသင်ပေးလိုက်ရင်နောင်လာမဲ့ကလေးတွေကဥပဒေကိုသိပြီးတော့ဥပဒေကိုကြောင်းပေးမယ်အပြစ်ကိုကြောက်ပြီးတော့မဟုတ်တာတွေမလုပ်ရဲအောင်လို့ဥပဒေကိုထည့်သိမ်းမဲ့ကိစ္စကောင်းပါတယ်ပညာရေးကကျွန်တော်တို့ပညာရေးကလက်တွေ့အသုံးချနိုင်တဲ့ပညာရေးလက်တွေ့လူမှုဘဝမှာအသုံးဝင်တဲ့ပညာရေးဖြစ်တဲ့ဖြစ်လာအောင်တစ်စိမ့်ပြီးတစ်စိမ့်ပြောင်းလဲလာဖို့လိုတယ် တဆင်းချင်းဖြည့်ဖြည့်သွင်းလာဖို့လိုတယ်။ပညာရေးစနစ်တစ်ခုလုံးကိုလောကချင်းပြစ်စာမလိုပါဘူး။တဆင်းချင်းချင်းပြဖို့လိုတယ်။တဆင်းချင်းအသွင်ပြောင်းဖို့လိုတယ်။ပြီးတော့ကျွန်တော်တို့ကလေးငယ်တွေကိုမူလာတန်းလေးရစာပြီးတော့မူဂျိုကနေစာပြီးတော့ဆယ်တန်းအထိလောကနီတီဓမ္မပါဒအစရှိတဲ့ကျွန်တော်တို့ဗုဒ္ဓအဆုံးအမတွေနဲ့ဒီဗုဒ္ဓအဆုံးအမကိုပြောလို့ဗုဒ္ဓဘာသာဝင်နေမဟုတ်တဲ့တခြားဘာသာဝင်ရောက်ခဲ့အောင်မှာစိုးရင်โอเคธรรมปราลกานิติตฉาတော့ဒီปัญญาရှိတွေရဲ့ဟိုဆူယိုးအမိတ်နေလူတွေရဲ့လူမှုဘောမှာနေထိုင်ရတဲ့ရှင်ထုံးရှင်ထုံးနေနီးလန်းနေဒါတွေကိုလုံးတင် जा ထဲ့သွင်းတင် जा ပေးနေခလေးတွေကိုစိတ်ပိုင်းဆိုင်ရာအရာ ပြန်ပြီးတော့ကျွန်တော်တို့ကလေးတွေစိတ်ပိုင်းဆိုင်ရာကိုပြန်မြင့်တင်ပေးတဲ့ပုံစံမျိုးလုပ်မှရမယ်စိတ်နေအဆင့်တန်းမြင့်အောင်ကြိုးစားပေးရမယ်စိတ်တဲ့အဆင့်တန်းမြင့်မားမှကျွန်တော်တို့ကလေးငယ်တွေအနာကလှမယ်စိတ်တဲ့အဆင့်ပန်းအဆင့်တန်းနှိမ်ပိုင်းရင်ကျွန်တော်တို့တိုင်းကလေးငယ်တွေကရုပ်ဆိုးတတ်တယ်အဲ့ဒါကျွန်တော်ကကလေးငယ်တွေစိတ်တဲ့အဆင့်တန်းမြင့်ပါအောင်ကျွန်တော်တို့ကပညာရေးကိုကောင်းကောင်းရိုက်ထည့်ပြီးသင်ဖို့လိုတယ်ကောင်းကောင်းရိုက်ထည့်ဖို့လိုတယ်အမိုက်ပြတ်တက်အောင်ဟိုပေါင်းစည်းနိုင်ဝင်စားအောင်လုံငန်းကွယ်နဲ့မှာအဆင်ပြေအောင်တို့များကိုကြောင်းမချထက်အောင်စသဖြင့်ပေါ့ဗျာစိတ်တက်အဆင်တန်းမြင်မလာအောင်လုပ်ရမယ် စိတ်ဓာတ်ကအောက်တက်သက်ကလေးကြီးစိတ်ဓာတ်မဖြစ်အောင်ကလေးငယ်တွေကိုပညာရေးကနေစပြီးတော့ပြောင်းအောင်ဒါကြောင့်ကျွန်တော်တို့အားလုံးကခင်ဗျားတို့အားလုံးကကလေးငယ်တွေရဲ့စိတ်နေစိတ်ထားလေးတွေစိတ်ဓာတ်စိတ်နေမြင့်မားသူဖြစ်အောင်ပညာရေးကိုစပြီးပညာရေးကနေပဲစတော့မှရမယ်အဲ့တော့ကလေးငယ်ပြီးစပေါ်စာစာတော့ရနေတဖြည်းဖြည်းပြောင်းအောင်အဲ့တော့အခုဥပဒေပညာသင်မယ်သိကောင်းပါတယ်ကျွန်တော်တို့ထောက်ခံပါတယ်ကောင်းလည်းကောင်းပါတယ်ဝမ်းလည်းဝမ်းသာပါတယ်ဒါပေမဲ့ဘွဲမဟုတ်ပဲဥပဒေရဲ့အကြောင်းတွေကိုသင်ပြီးသွားမျိုးကောင်းပါတယ်ဘွဲကဘွဲတက်တက်တလိုင်းသွားမှာပေါ့နော်အခုကဥပဒေနဲ့ပတ်သက်တဲ့ တိတိတိထိုက်တဲ့အခြေခံလူမှုကျင့်ဝတ်နဲ့ဆိုင်တဲ့ဥပဒေတွေကိုထည့်သွင်းပြောကြားတင်ကြပေးရမျိုးလုပ်တာမျိုးကောင်းတယ်လို့ကျွန်တော်တို့တိုက်တွန်းပါတယ်ဒါနဲ့ပုံပြီးတော့အဆင်ပြေမယ်သူလုံးလိမ့်မယ်လို့ယူဆတယ်ဘယ်လိုလုပ်မလို့ကျွန်တော်မသိဘူးတော့ကလေးတွေရဲ့ရင်ထဲမှာအဥပဒေနဲ့ရှင်သန်ကြီးပြင်းလာဖို့ဥပဒေအသည့်နော်တရားတော်အသည့်တရားတော်ဓမ္မတွေနဲ့ကြီးပြင်းလာဖို့ဒါတွေကရည်ကြီးပါတယ်လို့ကျွန်တော်ပြောချင်တယ်နော်ဒါကတော့ဥပဒေကိစ္စပြောတာအဲ့တော့ဥပဒေကိစ္စပြောပြီးတဲ့နောက်မှာနောက်ဆုံးဥပဒေကိစ္စဆက်ပြောတဲ့ဖြစ်လာတယ်အဲ့ဒါဘာလဲဆိုတော့ခုနကပြောတဲ့ဥပဒေနဲ့ညှိရင်ဘာဖြစ်လဲဆိုတော့အခုသမီးဆိုးဆိုတဲ့တက်ကိုကိုဆိုတဲ့အမျိုးသမီးပေါ့ ဒါတော့လည်းအဲ့ဒီမျိုးသမီးအကြောင်းတီးပြီးသားဖြစ်လိမ့်မယ်။အဲ့ဒီမျိုးသမီးသူ Facebook ကနေ like ထွန်းပြီးတော့အယုဒ္ဒနတ္တတွေပြောခဲ့ကြတဲ့ဟာတွေလည်းခင်ဗျားတို့အကြင်ကြီးကြားခဲ့ပြီးလိမ့်မယ်။တချို့အဲ့ဒီအယုဒ္ဒနတ္တကိုကြိုက်တဲ့သူတွေကြတော့လေအဲ့ဒါကိုသွားနားထောင်ပြီးတော့အမလီမှန်လိုက်တာဘာဖြစ်တာမျိုးစုံသွားပြောကြတဲ့လူတွေရှိတယ်။ဒါပေမဲ့အဲ့ဒီလိုသူတို့ comment လေးတွေပြောနေကြတဲ့ဟာအဲ့ဒီလူတွေရဲ့စိတ်ဓာတ်အယုဒ္ဒနတ္တတွေကိုကြိုက်တယ်ဆိုတဲ့စိတ်ဓာတ်ပေါ်လွင်နေတယ် ကောပပစရီသူများကိုပြောဆိုရဲစရတီပြောနာဗျာခင်ဗျလူတယောက်ချင်းစီမကြမှာဒီကပြည်မှာရှိနေတဲ့မင်းသမီးတွေတရုတ်ဆောင်တွေနာမည်ကျော်တွေစစ်သားတွေစပိုအတဲဝမကြအောင်သူပပစရီပြောနေကျွန်တော်ကြည့်ပြီးစိတ်ဆင်းရဲတာဒီမျိုးသမီးကွာယုံမှုကောင်းလိုက်တာသူတို့ဒီဘာလို့ရှောက်ပြောနေလဲစိတ်ပြတ်ဖို့ကောင်းနေတာကျွန်တော်ကြည့်စိတ်မကောင်းစိတ်ထဲမှာဗျာကိုသူတို့ပြောနေကြည့်ပြီးစိတ်ထဲဘလို့မှဆင်မပြေဘူးနားထောင်ရဲမြောက်နားလည်းမထောင်ပါဘူးတခါတလေ news feed မှာတက်လာလို့တလုံးနှလုံးတန်းတန်းပြောတာမြင်ကြော်ပလိုက်ဘာလို့ဆိုကျွန်တော်စိတ်ပြတ်လုံလုံလို့အဲ့လိုနေတဲ့အမျိုးသမီးပါအဲ့ဒီမျိုးသမီး အခုတော့အဲ့ဒီမျိုးသမီးကိုဒီနေ့လေးသိမှာဖမ်းလိုက်တယ်ဆိုတဲ့တိုင်းကျွန်တော်ကြားပါတယ်ကြားတော့ကျွန်တော်တော့ဟာဘာဖြစ်တာလဲပေါ့ဆိုတော့သိချင်လို့စုံစမ်းရတာပေါ့အဲဒီဆုံးနံပါတ်1ကကျွန်တော်တို့တရင်ဦးဖျားဖြစ်နေဖမ်းလိုက်ပြီဆိုတော့ကျွန်တော်တို့ website မှာတင်လိုက်တယ်ပြီးရင်တော့ဘာကြောင့်ဖမ်းလဲဘလို့ဖမ်းလဲဆိုတော့တော့ကြာထင်အောင်ဒီမှာဖြစ်မှာဆိုတော့အသေးသေးကိုကျွန်တော်စုံစမ်းပြီးတော့နောက်ပထမတင်တဲ့သူတို့ဖြုတ်ပြီးတော့နောက်တစ်ခါပိုကောင်းတဲ့တရင်ကိုအစ်စ်ကိုပြန်တင်ပေးလိုက်တယ်ဘာလို့လဲဆိုတော့ပထမတင်တဲ့တရင်က ဘာမှမသိတဲ့အတွက်ထင်အောင်ထင်မှားဖြစ်ပြီးတော့လူတွေကဟိုပြောဒီပြောသူလိုသူလိုလျှောက်ပြောကြမှာကျွန်တော်စိုးရဲဒါကြောင့်မလို့တေးကြခိုင်မအောင်စုံစမ်းပြီးတဲ့နောက်တေးကြခိုင်မသတင်းပြန်တင်လိုက်တယ်တကယ်တော့သူ့ကိုဖမ်းရင်အကြောင်းရင်းပေါ်ပေါက်လာတယ်အချားမဟုတ်ဘူးเนาะအချားမဟုတ်ဘူးအဲ့ဒါဘာလဲဆိုတော့သူ့ကိုသူ့ကိုဘယ်သူကတိုင်တိုင်ထားလဲဆိုတော့အမှုဖွင့်ထားတယ်ပေါ့66ကကြီးနဲ့အမှုဖွင့်ထားတယ်စက်တွေဥပဒေပေါ်မှာ66ကကြီးအမှုဖွင့်ထားတယ်လို့ရှိလို့ဘယ်သူကဖွင့်ထားလဲဆိုတော့ဒီအေတင်ကိုဆိုတဲ့အမျိုးသမီးကဖွင့်တာเนาะအေတင်ကိုဆိုတဲ့အမျိုးသမီးကဖွင့်တာအေတင်ကိုဆိုတဲ့အမျိုးသမီးကသူ့အမှုဖွင့်ခဲ့တဲ့အကြောင်းသူ့ Facebook မှာတင်ထားတယ်ဘာတင်ထားလဲဆိုတော့ ကျွန်မအနေနဲ့ကျွန်မအပါဝင်ကျွန်မပတ်ဝန်းကျင်ကျွန်မပြီးတော့အလိုကိုထိခိုက်တင်တာမှုတွေရွေးချမ်းစီပြောဆိုခဲ့တော့သူအားကျွန်မတတ်ဆွမ်းတော့ဥပဒေနဲ့အညီတရားဝင်လုတ်တက်လို့တဲ့လုတ်ပြီးသားမလို့တစ်ဖက်တစ်ဖက်သူဖမ်းဆီးရမည်အတွက်နဲ့တော့သက်ဆိုင်ရာဌာနကလုတ်ပါလိမ့်မယ်ကျွန်မဒီသက်ဆိုင်ဌာနကိုဖြစ်ချင်တာကိုအဲကိုဖြစ်ချင်တာကိုခိုင်းပိုင်ခွင့်အခွင့်အရေးကျွန်မမရှိနေပါဘူးရှင်နဲ့ကိစ္စရတဲ့ညီမနိုင်ငံတည်ဆဲဥပဒေနဲ့အညီသာတရားဝင်ဆောင်တာဖြစ်ပါတယ်ဆိုပြီးတော့အေတင်ကသူ့ရဲ့ Facebook ကိုစရေးတယ်တော့ဒါကိုကြည့်ချင်းအဖြစ်အေတင်ကသူအမှုဖွင့်ခဲ့တယ်ဆိုတော့ရေးထားတယ်သူရေးဖွင့်ခဲ့တယ်ဆိုတော့အကြောင်းဥပဒေဖွင့်ခဲ့တယ်ဆိုတော့အကြောင်းကိုလည်းအေတင်ကသူ့ရဲ့ Facebook ကနေတရားဝင်ရေးပါတယ်နော်ရေးပါတယ်သူကိုယ်တိုင်အမှုဖွင့်ထားတယ်ဆိုတော့ကြောင်းရေးပါတယ်ဆိုတော့ဒါကိုကြည့်ချင်းပြင်အတင်ကိုကဒီတမိဆိုဆိုတဲ့တက်ကူကူအမှုဖွင့်လဲဆိုတော့ဒီပဲတက်ရောက်တယ်ဆိုတော့ဖွင့်လိုက်တဲ့အတွက်ပြင်းဦးလွင်မြို့နယ်မှာဖွင့်လိုက်တဲ့အတွက်ပြင်းလွင်မြို့နယ်မှာဖွင့်လိုက်တဲ့အတွက်ပြင်းလွင်မြို့မှာအဲအော်တိုဘာ6ရက်ကတဲ့ပြင်းလွင်မြို့မှာ yes ကမှာပ215မြေဆောင်2025ဆက်သွယ်ဥပဒေပေါ်မှာ66ကာကြီးနဲ့အမှုဖွင့်ပါတယ်ဆိုပြီးပြောထားတယ်ဆိုတော့ဒီအမှုဖွင့်ချက်ကြောင့်အော်တိုဘာ12ရက်နေ့ဒီနေ့မှာတော့ဒီတက်ကူကူဆိုတဲ့တမိဆိုဆိုတဲ့အမျိုးသမီးကရန်ကုန်လေစိတ်ကလည်းပြန်ထွက်ဖို့ ူ့ရဲ့အမေရိကကိုပြန်ဖို့တော့ပြန်ထွက်ဖို့ကြိုးစားတဲ့အချိန်မှာလေစိတ် immigration ဖြတ်တဲ့အချိန်မှာ immigration ဖြတ်တဲ့ဒီမျိုးသူကိုကြည့်လိုက်တဲ့အခါသူ့ရဲ့ passport ကိုတည်သူရတဲ့အချိန်သူ့ဟာကြည့်တော့ဒီမျိုးသူတက်ကိုကိုကသိတဲ့အခါကျတော့အဲ့မှာသတင်းချက်လက်ကကွနရောက်ပြီတနင်္ဂနွေသတင်းကွန်ရက်ရှိတော့ရောက်ပြီရောက်တဲ့အခါကျတော့ဒီမျိုးသမီးကိုပြေးလွန်မှာမှုမထားတာပေါ်ပေါက်လာတဲ့ခါကျတော့အဲ့မှာတက်ဆိုင်လေးစင်းမှာရှိတဲ့တာဝန်ရှိတဲ့လုံခြုံရေးတပ်ဖွဲ့ကနေကသူရှိတဲ့တာမီနယ်မှာသူရှိတဲ့အဲသူလေးရင်စီးမဲ့တာမီနယ်ပေါ်စောင့်နေဂိတ်မှာတွားပြီးတော့ဖမ်းတယ် ဖမ်းခေါ်ပြီးတော့သူ့ကိုစစ်ဆေးတယ်မင်းအောင်ရဲစခန်းမှာဥပ္ပံစစ်ဆေးတယ်လုပ်တယ်အဲ့တော့တက်ကိုကိုဆိုတဲ့သမီးဆိုးဆိုတဲ့အဲ့ဒီအမျိုးသမီးကအသက်59နှစ်ရှိပြီလို့ပြောတယ်အမေရိကန်နိုင်ငံသူမြန်မာပြည်ဖွားအမေရိကန်နိုင်ငံသူဖြစ်တယ်ပေါ့ဗျာဆိုတော့သူ့အခုမူဖွင့်ပြီးတော့ပြီးရင်တော့ပြည်ဦးလင်ရဲစခန်းကိုလွှဲပေးဖို့အတွက်ဒါပြည်ဦးလင်ရဲစခန်းဆက်သွယ်ပြီးတော့လာခေါ်ခိုင်းတယ်ဆိုဒီနေ့ဆိုတော့ပြည်ဦးလင်ရဲစခန်းကိုဒါနောက်ရက်ဒီကြိုင်တော့လွှဲပါလိမ့်မယ်အဲ့တော့ပြည်ဦးလင်ရဲစခန်းမှာသူဒါဆက်ပြီးအမှုရင်ဆိုင်ရလိမ့်မယ်ပေါ့နော်ဆိုတော့60ယောက်ကကအမခံရတာရှိတယ်မရတာရှိတယ်ကြည့်ရတော့အမခံရမယ့်ပုံတော့မပေါ်ဘူးဘာဖြစ်လို့ဆိုတော့ဟိုအင်းတင်ကိုဆိုတဲ့အမျိုးသမီးဘက်ကနေလေဘယ်တော့တော့သူ့ကို ဟိုဘာဖြစ်ထားလဲတော့မသိဘူးဘလောက်သူလည်းဟိုမှာအပြောခံထားလဲတော့ကျွန်တော်မသိဘူးဒါလည်းဖြစ်နိုင်ပါတယ်ဒေါ်ဒေါ်အေတင်ကိုဆိုတဲ့အဲ့ဒီမျိုးသမီးကိုလည်းသူတော်တော်လေးတမိဆိုးလိုပါတော့ပြောထားတာပုံရပါတယ်အဲ့တော့တစ်ချိန်တည်းမှာသူကဘာဖြစ်ခဲ့ဘူးလို့ဆိုသူတို့နှစ်ယောက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ရှာကြည့်တဲ့အခါမှတ်တမ်းချုပ်သွားတွေ့တယ်ဘာလို့ဆိုတော့သူတို့နှစ်ယောက်ရံဖြစ်ကြမဲ့သေသေးလေးဖြစ်တယ် Facebook မှာအပြန်လန်သူရင်းကိုယ်နဲ့စော်ကြလော်ကြမပြောမဲ့ဒီဖြစ်ကြရင်လည်းဘာလဲနေရွှေပဲဆိုလာပါလားရွှေပဲမှာစုံမဲ့ပါ냐ဆိုတော့အေတင်ကိုကရွှေပဲကိုသွားတယ်ထင်တယ်ကျွန်တော်ကျွန်တော်အဲ့တခုမှတွေ့လိုက်တယ်သူကအဲ့မှာ ရွှေပဲဆိုင်ရတော့ကျင်ညာရယ်ဆိုလာပါလားအဲ့ Facebook မှာဟာတာတွေတက်လာတာပေါ့နော်အဲဆိုင်ပိတ်လိုက်ရပါပြီဘာညာဆိုဟာဘာတွေလဲဘာတွေလဲပေါ့နော်ဆိုတော့အေးတင်ကုန်းနဲ့ဒီသမီးဆိုးနဲ့ညိနေတဲ့ဇလန်းကိုတော့ကျွန်တော်အဲ့ဒီတော့မြင်လိုက်တယ်သူတို့ကတော့ညိပြန်ပြီညိပြန်ပြီပေါ့ဆိုမြင်နေတာဆိုအေးတင်ကုန်းဆိုအမျိုးသမီးကတော့ရှင်းရှင်းလေးပဲသမီးဆိုးရှိတဲ့နေရာကိုရောက်အောင်သွားရှင်းတဲ့သဘောတော့တွေ့ရတယ်တချို့ဗီဒီယိုဖိုင်တွေပါတက်တော်တွေတက်လာကြည့်တယ်သွားရှင်းတဲ့သဘောတွေ့ရတယ်ဆိုတော့ဒါကိုကြည့်ချင်းအပြင်တော့အေးတင်ကုန်းလည်းခေသူမဟုတ်ပေါ့နော် သွားရှင်းတာတဲ့ရီသွားရှင်းတာပေါ့နော်ဆိုတော့သွားရှင်းတော့သမီးတို့ကတော့ပတ်ပြေးတဲ့သဘောရှိတယ်အဲ့အဲ့မှာလည်းကျွန်တော်ကြည့်နေပတ်ပြေးတဲ့သဘောရှိအဲ့ဒါနဲ့အဲ့လိုလုံနေလို့နဲ့ခုတော့ဒီနေ့ဒုံးဆုံးမှုဖန်လိုက်ဖန်လိုက်ပြီဆိုကြတဲ့ဩဒီလိုဖြစ်သွားပါလားပေါ့နော်ဆိုတော့ဟိုပြောရရင်သမီးစိုးကိုဖန်ဆီးတာဒီအေးတင်ကိုရဲ့အမှုဖွင့်မှုကြောင့်ဖန်ဆီးတာဖြစ်ပြီးတော့နောက်ထပ်သူ့ကိုထပ်ပြီးထပ်တိုးမှုတွေဖွင့်ရင်တော့ဒါသူ့ရဲ့ရှေ့မှာလုပ်ခဲ့တဲ့သူ့ကိုမချင်တဲ့သူတွေဝိုင်းထပ်ဖွင့်လိုက်ပေါ့ပေါ်လာနေပါဆိုတော့သမီးစိုးရမ်းခဲ့တာလည်းနည်းမမနည်းတာသူပတ်ရမ်းခဲ့တာနည်းမမနည်းတာအဲ့လွတ်မလွတ်တာမြန်မာပြည်မှာရှိတဲ့တချို့ကလည်း ဟိုတချို့တိရွှေဆောင်မင်းသမီးတော့မလွတ်ဘူးသူသူရမ်းတာအဲ့တော့အခုမင်းသမီးအဲ့မင်းသမီးတွေတိရွှေဆောင်တွေကသာထပြီးအမှုဖွင့်ရတာထပ်ပြီးတော့အမှုတွေကခင်ဗျာဟိုအမှုတွေကအေးတင်ကို sorry အေးတင်ကိုဖွင့်တာတမှုရယ်ဟိုကျန်တဲ့လူတွေကလာဝိုင်းဖွင့်ချလိုက်ရင်အဲ့မှာသမီးဆိုကသူ့အသက်ထက်ပို့ပြီးတော့တော့အမှုတွေကများသွားနိုင်ချင်ရှိသေးတယ်ဆိုတော့ဘယ်တော့သူ online ပေါ်လေးရန်ကားခဲ့တယ်သူများကို purpose စစ်စစ်ပြောခဲ့တဲ့လဲပေါ့နော်ဆိုတော့အဲ့ဒါမျိုးပေါ့အဲ့ဒါရေးချည်ဒါကြောင့်ခင်ဗျားတို့ Facebook တုံးတယ် TikTok တုံးတယ် social media platform တုံးတယ်ကြိုက်တာတုံးပါဒါမဲ့ကျွန်တော်ခဏခဏပြောပါတယ် social media ပေါ်မှာ Facebook ပေါ်မှာ TikTok ပေါ်မှာ လူတွေကိုဆဲကြင်လို့ရှိရင်ဆဲလိုက်ရတယ်အဲ social media မှာဆဲတာ TikTok မှာဆဲတာတခုမှမဆဲတာအမှုကြီးတယ်ပိုကြီးတယ်ခမရခမရရက်ွက်ထမှာကိုယ်အိမ်ခန်းထဲမှာလူတွေကိုမကြင်လို့ကိုယ်အိမ်ခန်းထဲအခန်းထဲကိုတကားပိတ်ပြီးတော့အဲကောင်ဆဲပလိုက်ဘယ်သူမှမကြောက်ဘူးပြီးသွားဒါပေမဲ့ခင်ဗျာရက်ကွက်ထိတ်ထွက်ဆဲရင်တော့ပြဿနာဆရှိပြီ။အဲ့မှာမှတခါဆိုရှယ်မီဒီယာကိုတက်ဆဲရင်တော့ရှင်းလို့မရတော့ဘူး။ဆိုရှယ်မီဒီယာကိုတက်ရမ်းလိုက်ရင်ရှင်းလို့မရဘူး။အဲ့ဒါကြောင့်ခင်ဗျားတို့ကိုယ့်လက်ထက်မှာရှိတဲ့ဖုန်းတွေအသိကြောက်စရာကောင်းတယ်လို့ကျွန်တော်အချိန်ချင်းပြောတယ်။ရမ်းမလုပ်ပါနဲ့။ရမ်းရမ်းမလုပ်ကြနဲ့ပြောချင်တာအခုသမီးဆိုသည်အဲ့ဒါနဲ့တည့်ရတော့ပါတယ်။ သမီးဆိုပြောရအောင်ဆိုတော်တော်ဆိုးရရှိတယ်ခင်ဗျာရုပ်တန်တရတော်ပြောတာဟိုကျွန်တော်ကြားပါတယ်တက်ကရရှိတက်ကကိုတက်မတော်သားတွေကိုလည်းစော်ကားတာလည်း yes စော်ကားတယ်ရှိပါတယ်ဆိုတော့ဟိုနိုင်ငံအကြီးအကဲတွေလို့သူစော်ကားတာရှိတယ်ဒါနိုင်ငံအကြီးအကဲတွေကတော့ခွန့်လို့ဟိုနားလေသူနိုင်ငံအကြီးအကဲတွေတဲ့ခေါင်းကသူထဲ့တယ်မဟုတ်ဟိုကလည်းလမ်းမေးခွေးဟောင်းလိုမျိုးလွှတ်ထားတဲ့သဘောတော့ရှိတယ်တော်တော်သူစော်ကားမော်ကားပြောတာတွေကမကြောက်မနာတာတွေများပါတယ်အဲ့တော့ဘာပြော ဒီဒေါ်အေးသင်ကိုကောက်အမှုဖွင့်လိုက်မှာပိုရပြီးသွားတော့ဇာကတိတ်သွားအဲ့ဒါအေးရောအဲ့တော့အခုအမေရိကန်သူပြန်လို့မရနိုင်တော့ဘူးပေါ့အခုတချို့ကပြောလိမ့်မယ်အာအေးသင်ကအမေရိကန်နိုင်ငံသူပဲဘာကြောင့်သူလို့ရပါတယ်အမေရိကန်နိုင်ငံသူဘကလို့အင်္ဂါဂျိုးကသူပဲဖြစ်ဖြစ်နော်မြန်မာနိုင်ငံတည်ဆဲဥပဒေကမြန်မာနိုင်ငံမှာလာရင်မြန်မာနိုင်ငံအမှုဖွင့်ခံမယ်မြန်မာအစိုးရကဖြေလျှော့မှုမပေးသေးရင်သူထောင်ထဲမှာနေရမယ်ဒါပဲရှင်းနေတာပဲမြန်မာဆိုဖြေလျှော့ပေးခြင်းသာလွတ်ရလွတ်မယ်ဆိုတော့တမိဆိုးဆိုတဲ့အေးသင်ကိုဆိုအမျိုးသမီးကိုဖြေလျှော့ပေးမှလာလို့မင်းခင်ဗျာအမေရိကန်မြန်မာနိုင်ငံတာဝန်ဆိုင်ရာမှာဖြေလျှော့ပေးရမယ်လူအဆင့်ဆိုရင်တော့ပြောမရဘူးအဲ့လိုမဟုတ်ဘူးဆိုတော့ လို့လေဘာဖြစ်မလဲတော့မသိဘူးစောင့်လို့ကြည့်ရမယ်သို့တော့ဒီသမီးဆိုးရဲ့ဒီလိုပိုက်ရန်ရန်ကားမှုကြီးချင်းအပြင်ခင်ဗျားတို့ဆိုရှယ်မီဒီယာသုံးတဲ့သူတွေအကုန်လုံးအဲဒါအောင်နမူနာယူပါရန်တမ်းမလုပ်ကြပါနဲ့တစုံတစ်ယောက်အမှုဖွင့်ထလိုက်ရင်အကုန်ရှုပ်ကုန်မယ်ဇာတ်လမ်းရှိပါတယ်ဒါကြောင့်သတိထားကြဖို့တော့ကျွန်တော်တို့ပြောချင်ပါတယ်အဲ့တော့ဟိုဒီသမီးဆိုးဖြစ်စဉ်ဒီခင်ဗျားတို့ online မှာပေါက်ခဲ့ရေးနေတဲ့ဟာမျိုးဥမာပြည်ပြင်းမီဒီယာတွေနဲ့တချို့ဟာတွေကတော့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံအောင်ကြံဖန်လှည့်ပတ်ရေးကြတာပဲသူတို့ကဘလို့လာလာဘလို့လာကြီးမှာဘလို့လာလာခင်ဗျား နောက်ဆုံးဒီဒီဒီဆက်အစိုးရကိုစော်ကားတဲ့ပုံစံမျိုးကိုရေးမှာပြည်ပြုတ်ဆိုတာကျွန်တော်တို့သိတာပြည်ပြုတ်ဆိုတာသိလေအမှန်တိုင်းသိလေအမှန်တိုင်းမပြောဘူးဘာဖြစ်လဲသူတို့ကဒီဆက်အစိုးရတိခါကြရေးပဲဆိုစဉ်းစားမှာကျွန်တော်တို့ရှင်းတယ်ဥပဒေကဒေါ်အေဒင်ကိုအမှုဖွင့်လို့ဖြစ်တာမို့လို့ဒေါ်အေဒင်ကိုအမှုဖွင့်လေဒါပဲရှင်းနေပြီဒါနဲ့ရှင်းတာဘာမှမရှိဘူးဆိုတော့ကျွန်တော်ရှင်းရှင်းလေးလေးပဲပြောပါမယ်အဲ့တော့ကျွန်တော်တို့ကကြိုက်တာတရင်သွားနာထောင်းဒါပေမဲ့ကျွန်တော်တို့ကြိုက်တာလို့သို့တော့ အေးလွန်လာကြုံသွားရင်တော့ကိုယ်တိုင်နဲ့ကိုယ်ခံလို့ပြောချင်တာနော်အခုကလာသတိနဲ့ထားနေကြပါ Facebook သုံးတာ social media သုံးတာတခုနဲ့သတိထားပါ TikTok သုံးတာလည်းသတိကြီးကြီးထားကြပါဘာလို့ TikTok ဟာခင်ဗျားတို့နေညာရင်ထောင်တစ်ယောက်စီနိုင်ပါတယ်အဲ့ဒါလေးမမေ့ကြဘူးဒါလေးသတိပေးရင်နဲ့ဒီနေ့တော့တော့ရပ်ပြစီအားလုံးပဲကိုရင်းသားစီရှိပါတိုင်းပြည်ပေါ်စေနာမထားပါဆက်ဆက်ရှိပါကိုယ့်နိုင်ငံသားချင်းချင်းအပြန်လန်တက်ပြန့်နေကြတာကိုလက်ကုတ်လောဝတီပြီးပျော်နေတဲ့လူမိုက်လူရန်ကလူသားအချမ်းပတ်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်းမေးဖို့ထောက်ပါလို့ပြောရင်းနဲ့ကောင်းလိုက်ပါ